အားလုံးပဲမင်္ဂလာပါရှင်စာဖတ်တော် channel မှာကြိုဆိုပါရစေအခုခတ်မြတ်စာအုပ်ကလေးရတော့မမဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရရှင်ဆရာမြတ်တန်းတင်ရေးထားတဲ့စာအုပ်လေးပါရှင်မမမြတ်တန်းတင်အပိုင်း1မောင်မောင်လက်တီအိယာမနူလာကမျိုးလုံးများကိုဖွင့်လိုက်ပြီး အကျော်အချင်းတွေကိုညှိထုတ်နေလေသည် လက်ကနာယီကိုကြိလိုက်တော့အခါခုနှစ်နာယီထိုးနေပြီဖြစ်သည်သူသည်ဝါကနေတန်းဝီကပဝင်းကျင်ကိုလမ်းကြည့်လိုက်လေသည် သူအိတ်နေတော့နေရာမှာသူစနစ်နှင့်အတူတူအိတ်နေကြခန်းတွေကနာရောက်အိတ်ကျွန်းကရင်ကြီးပေါ်တွင်မဟုတ်ပဲအိမ်အောက်ထဲအိတ်ခဲတွေကစူပါပေါ်တွင်ဖြစ်၏သုံးမက်လုံးခန့်ရှိကျိန်လုံးကြီးများကိုပေါင်ခက်၍ခွေကကုရှင်ကြီးများခံခံ၍ထားသောစူပါကြီးပေါ်တွင်မောင်မောင်လက်သည့် ခေါင်းအုပ်မရှိဆောင်မရှိပဲတညာလုံးအိပ်ပျော်နေခဲ့သည်သူကိုယ်ရင်ရှက်အင်းကြီးလည်းရှိဘိုးတိုင်အနက်တကလက်ပေါင်းမိရှိနှင့်ရှူဖနက်တို့ကိုလည်းမင်းညကအတိုင်းဝိလျက်သားတွေ့ရသည်ကုံအင်းကြီးကခက်လန်းလန်းရှိဆိုပါပေါ်တွင် ပုံလျက်သားရှိပြီပေသည်မောင်မောင်လက်သည်ဆိုပါကြီးပေါ်တွင်ဤကနေနေအောင်လိမ့်လိုက်ပြီးတရီလောက်အိပ်မိဟုမိန်လိုက်ပြန်သည် သူသည်အပြာနုဖဲစားပေါ်တွင် ပန်းကက်တွေထိုးထားသည့်ဆိုဖာမီ အုံးကိုရင်ခွင်းနှင်းပိုက်ပြီးတဖက်တို့ဆောင်းလိုက်သည်သူရတွင်အိတ်လို့ကမပြောတော့ပြီအခဲနဲ့တို့မရောက်ပဲစူပါဘောတွင်ဘဲပုံရောက်ခဲ့သည်ကိုပြန်၍စဉ်းစားနေမိ၏မင်းညကမီးရတာဟိုတယ်တွင်မိတ်ဆွေတို့အမေရိကသို့ပညာသင်သွားမည်ဖြစ်၍ကဝဲတစ်ခုရှိရာထိုကဝဲတွင်မမောင်လက်သည်အရက်ကိုတစ်ခွက်ပြီးတစ်ခွက်တောက်ခဲ့သည်မိမတွင်နှင့်တယောက်ပြီးတယောက်တွဲ၍ကခဲ့သည်ဒီလောက်များကိုဒါမှတ်မိတော်သည် ဘယ်လိုအင်ပြေရောက်လာဒီကိုမူစဉ်းစားယူမရတော့ပေ။မှန်ပတင်းကိုကာထားသည့်ခန်းစည်းများကြားမှနေရောင်သည့်အခန်းထဲသို့ဖြာကျလာသည်။ဒီတော့မှမမောင်လက်သည်ပြုံးခန်းထဲပြန်၍ပက်လက်လန်လိုက်သည်။နောက်တော့လက်နှစ်ဖက်ကိုဆန့်တန်း၍ကမ်းပေးလိုက်၏။တို့ရတွင်အနားတွင်ဘသူမှမရှိပေ။သူနှင့်ခင်ရီတို့ဤအိမ်တော်ရေးတက်တန်းခုနှစ်နှစ်လုံးမမောင်လက်သည်ဘယ်တော့မှကိုယ်တိုင်မထခဲ့ဘူးပေ။သူကလက်များဆန့်တန်း၍ကမ်းပေးလိုက်သည်နှင့် ချစ်စနီခင်ကြီးသည်ကမ်းလာတော့လက်များကိုဆွဲကာသူ့ကိုအိယာထဲမှဆွဲထုတ်မြေဖြစ်ယခုတော့အနားတွင်ချစ်စနီခင်ကြီးလည်းမရှိတော့ပေသူဒီတော့မှမမောင်လက်သည်အိတ်ခဲနဲ့ကကျွန်းကရင်ကြီးပေါ်တွင်ချစ်စနီခင်ကြီးနှင့်အိမ်နေခြင်းမဟုတ်ပဲအောက်ထက်ဧကန်နဲ့ကဆူပါပေါ်တွင်ဆောင်းမရှိခေါင်းမရှိအဝတ်စားလဲခြင်းမရှိပဲတယောက်တည်းအိပ်ပျော်နေသည့်အဖြစ်ကိုအမေ့ရလာသည် ကိုအဖေကိုအမေရသည်နှင့်မမောင်လက်ဤမျက်နာသည်ညူမိုင်းကမျက်နာကြီးချိထားလိုက်၏။မမောင်လက်သည်ဟင်ကနေတက်ပြင်းရှိချပြီးတစ်ချက်ကိုချလိုက်၏။အဖေပြက်များကိုပြန်၍စဉ်းစားမိသည်။သူနှင့်ချစ်စနီခင်ဤတို့ရံဖြစ်ကြသည်ကိုမြင်အောင်လာသည်။သူအဖေကိုသူသွေးမိလာသည်။ငါ့ရောရက်ခွလုံးမှာမဟုတ်ဘူးတဲ့နဲ့။ဒါရီယာငါအဖေတွေကြီးပဲငါကြောင့်ဖြစ်ရတာတွေငါကြောင့်မမောင်လက်သည်စိတ်ထဲရေရွရင်း တက်ပြင်းကိုချလိုက်သည်လွန်ခဲ့သော၃ရက်ကမမောင်လက်နှင့်ခင်ရီတို့သည်ရံဖြစ်ခဲ့ကြ၏မမောင်လက်သည်အိမ်တွင်ကလေးများအားစာသင်ပေးနေသည်ကဗျာဆရာမလေးနှင့်ပလူပလက်လုပ်နေသည်ကိုခင်ရီတွေ့သွားသည့်နောက်လင်းမယားနှင့်အကြီးအကျယ်စကားများခဲ့ကြသည်ခင်ရီကဒီလောက်တစ္ဆာမဲသည့်ယောက်ျားနှင့်မပေါင်းနိုင်တော့ပါဟုငူကြီးချမှတ်နေဆိုသည်လင်းမယားရံဖြစ်သည်ပါ၃ရက်ရှိသွားပြီဖြစ်တော်လဲယခုတိုင်တယောက်နဲ့တယောက်စကားမပြောကြဘဲတုံတုံမုံမုံလုပ်နေကြသည် သူတို့လင်မယားကိစ္စမှာအစီခံများကအစအားလုံးသိနေကြတဲ့ဖြင့်ဘသူမှစကားဟဟမပြောရဲပဲစိတ်စိတ်သာနေကြလေသည်ဒီအတိုင်းဆိုပါကမမောင်လက်နှင့်ခခင်ကြီးတို့အချင်းလင်မယားအဖြစ်ပေါင်းတင်နေခြင်းဒီသာဘာအတိပယ်မှမရှိအဘိဒိဝေမှရှိပါအောင်မည်နီခင်ကြီးသည်ရပြည့်ပြီးကလေးကမမောင်လက်ကိုမျက်နှာချင်းမဆိုင်တော့ပဲမင်္ဂလာတကားရှိရှိသူမိဘများအိမ်တို့ကလေးတွေကိုခေါ်သွားပြီးတနေ့လုံးသွားနေသည် ညကြမှပြန်လာကတကားအတွက်ကခန့်တကားကို အတွင်းကပိတ်ပြီးအိမ်နေတတ်သည်ကလေးများမှာအခုအထိမ်မရှိဖြစ်ချင်နိုင်ဖြစ်နေကြသည်ဒရိုင်ဘာလေးမယားနဲ့ထမင်းချက်လေးမယားတို့ကလည်းညံဖြစ်နေကြသည်မှာတအိမ်လုံးကဘာပြက်တကယ်လို့ပဲသည်ရံဖြစ်သည့်နေ့ကမမောင်လက်တီမိရထားဟိုတယ်တွင်ဝီစကရီနှစ်ခါလောက်တောက်ပြီးခီယီနှင့်ကလေးမျိုးစားရင်ခရုခောက်ဆဲကြော်လေးထုတ်ဝယ်လာခဲ့သည် ကားကိုကိုတော်နဲ့အသွင်ခိုင်းပြီးအိမ်ထဲသို့ဝင်လာသည်ခါတိုင်းဆိုလျင်ခင်ရီသည်တကိုယ်လုံးမွေးကြိုင်အောင်ခြေလေကသာခြေတာက သူ့ကိုတကားဝါမှနှုတ်ဆက်လေးရှိသည်တို့ရတွင်ယင်းဒီတော်တိုက်ရှိကဘီလက်တကားမှပိတ်ထားပြီးပြည့်ရတကားမှာပိတ်ထားကတောကလောက်ကြီးခတ်ထားသည် အစီကံမာလေးကလာခွင့်ပေးတော့မှအထဲသို့ဝင်ခဲ့ကခင်ရီကိုလိုက်ရှာသည် နောက်ဆုံးကြတော့မှခင်ရီသည် ိခဲနဲ့ကကရင်ပေါ်တွင်မှောက်လျက်ငိုနေသည်ကိုတွေ့ရ၏ခီလက်ထဲတွင်တော့ဆရာမကမမောင်လက်ထံသို့ပေးတော်စာရွက်ပြကလေးဒါကပါလေမမောင်လက်ဤအိယာပေါ်တွင်မှောက်ရီတရှုံရှုံငိုနေသောခင်ကြီးကို ချော့မီအပြုတွင်ခင်ကြီးကအော်လိုက်၏ခင်ဤအတ္တမှာတင်းမာလာသည် သူမျက်လုံးများမှာဒေါသကြောင့်ဝင်းဝဲတောက်နေ၏ဒီနောက်တော့တယောက်တကွန်စကားများကြသည်မှာတအိမ်လုံးစစ်စစ်ညံသွားလေသည်မောင်မောင်လက်သည်အမန်ကိုဖွင့်၍ဝန်ခံကာ ခွင့်လို့ရန်တောင်းပန်ရမည်အစားဘူးကွယ်ကသူကိုယ်သူအပြင်းထန်ကာကွယ်သည်လက်ဆုံးလက်ကင်မိသားလေးရဲ့နေမမောင်လက်ကဆုညင်းသောအခါပိုးရိပ်ဒေါတာသဘောပေါ်လာ၏။ငကိုကစိတ်ထက်ရသည့်အထဲလင်းယောက်ျား၏တစ္ဆာမဲ့ပုံကိုလက်ဆုံးလက်ကင်မိသားလေးရဲ့ကဇွတ်အတင်းခန့်ညင်းနေသည်ကိုတွေ့ရပန်တဲ့ဖြင့်ရန်ဦးလိုပောက်ပွဲထွက်လာက အေးရဘေးစွဲဘော်ကဆေးလေးပြခွာပြခွဲနှင့်လှန့်ရေပေါက်လိုက်သည်အရှောင်ကောင်းရေမမောင်လက်တွင်အချီးခိုက်မရှိခြင်းဖြစ်လေသည်ဒီကလေးကခီသည်မမောင်လက်နှင့်စကားလည်းမပြောမျက်နှာချင်းမဆိုင်တော့ပဲနေခဲ့ခြင်းဖြစ်ပေသည် ချမ်းမြေတရားတော်အိမ်တော်များတွင်မူပျော်ရွှင်ခြင်းသည်တောင်းတိုင်းမှပေါ်လာတတ်၍ချမ်းမြေတရားခြင်းမရှိတော့အိမ်တော်တိုင်းမှာကစိတ်ဆင်းရဲခြင်းသည်တောင်းတိုင်းမှပေါ်လာတတ်ပေသည်ခွင်းလို့ပို့တောင်းပန်ရမှာကောင်းမလား ခွေးခွေးခွေးလို့ဖို့တောင်းပန်ရကောင်းမလားသူမိဘတွေအိမ်ခေါ်သွားပြီးရှင်းပြရကောင်းမလားမိကုံးများသည်မောင်မောင်လေးဤအုံနောက်ကိုတထောက်ထောက်တီးခေါင်းနေတီးခေါင်းနေကြ၏တို့ရရင်ဘာကိုမှအပြေမထွက်ပေမောင်မောင်လက်သည်စိတ်ပြက်လက်ပြက်နှင့်သွေးပေါ်ရှိညွန်စီကရက်ဘူးတွေကစီကရက်တလေးကိုဆွဲ၍ဖာရှိုက်နေလေသည်မောင်မောင်လက်တီ စီကရက်ကိုဖွာရှာရင်ကိုကိုကိုပြန်လည်စစ်ဆေးနေမိသည် တကယ်ဆိုတော့သူကိစ္စသည်ခင်ရီအဖို့မိမတယောက်နေဖြင့်ခွလွတ်เสียမကောင်းသည်မှာအမှန်ဖြစ်၏သူအပြစ်ကိုသူလည်းဖော်ယူမတွေ့ချင်းပေသူအပြစ်သည်သူ့လိုအောင်လွာမှတာမန်ယောက်ျားတို့မာယူမစင်ကိစ္စတရေဟုလေသူကိုသူမလိန်ချင်းပေသူလိုခံရတဲ့အသက်ဖက်ညာ၍ကျက်တည်ရှိတော့အသက်30များသာရှိသေးသည်။ယောက်ျားတစ်ယောက်သည်တူတဲ့တနည်းများသာငယ်၍ကလေး၃ယောက်ဤမိခင် ခင်းခင်းရီလို့ခင်းရီလို့မိမတက်ရောက်နေလင်ကမ်းမရခင်ပြက်စဲကွာရှင်းကြဖို့ရန်ကလည်းမဖြစ်နိုင်သေးပေတကယ်ဆိုတော့ခင်းရီဒီနှုနယ်ချောမောနေတုန်းဖြစ်၍ရင့်ကျက်တော်အလားဤတတဲ့ပူကိုဆောင်းထားစေရွေဖြစ်၏ယခုလိုအိမ်တော်ရင်းနှင့်သိမချမ်းမိစရာတွေပေါ်ပေါက်လာခြင်းမှာဘသူအပြစ်မှမဟုတ်လာပါနုနယ်တော်ခင်ကြီးကိုကြောခိုင်းကဖောက်လဲဖောက်ပြန်ပြုတော့သူအပြစ်သာဖြစ်၏ခင်ကြီးမသိအောင်ဖုံးကွယ်ခြင်းမပြုနိုင်တော့သူအပြစ်သာဖြစ်၏သူဖောက်လဲဖောက်ပြန်ဖြစ်နေကြောင် ခင်ရီတန်တရာဖြစ်နေသည်ကိုလုံးဝမသိတာတော့လုံးဝမသိတော့သူအပြစ်သားဖြစ်လေ၏မောင်မောင်လည်းသည်သူအပြစ်ကိုသူတွေးမိတိုင်းခင်ရီနှင့်ကလေးတွေကိုတနာလာသည်ထို့တော်ဖြစ်ပြီးသားမို့ဘာမှမတက်နိုင်တော့ပေအကောင်းဆုံးမှာအဖြစ်အပျက်တွေကိုမေးပြလိုက်ရင်သာဖြစ်သည်ထို့ကြောင့်မမောင်လက်သည် လေကိုအပါဒရရှူရှိုက်လိုက်ပြီးဗရင်ပေါက်နာသို့လျှောက်လာခဲ့သည်ဇပွဲဘော်ကအစီကံခေါ်သည့်ခေါင်းလောင်းကလေးကိုနှိမ့်လိုက်ပြီးဗရင်ပေါက်ကိုခွင်လိုက်သည် အစီကံဖူးရွှေရောက်လာလိဖူးရွှေသည်မမောင်လက်ဤအိမ်တွင်အစီကံလည်းဟုတ်၏မမောင်လက်ဤယုံတွင်မင်းစီလူလင်လည်းဟုတ်လို့လေသည်ဖူးရွှေသည်လုံကြီးအင်းကြီးများနှင့်ကြီးနှင်းစာတစောင်းကိုကင်လာလိသည်ယုံကလုတ်တွေပါလာလာသလားဟိမမောင်လက်ကဖူးရွှေကိုလမ်းမေးလိုက်တော့ကြီးနှင်းစာဤကိုဖွင့်ရင်းမေးသည်ဖိုးရွှေလမ်းပေးလိုက်တော့ကျင်းနှန်းစာအိတ်ကိုဖွင့်ရင်းမေးလိုက်သည်ဆရာဇပွဲပေါ်မှာတင်ထားတာပါဆရာ မောင်မောင်လေးသည်တန်ကျိုးစာရေးထဲမှစာရွက်ကိုဖွင့်ကာကောက်ဖက်လိုက်သည် သူမျက်နာမှာဝင်းထိန်သွားသည်ဟုထင်ရပေသည်ဖိုးရွှေကြီးမမမနဲ့ပြန်ပြောင်းရောက်လိမ့်မယ်ဟုဟုတ်ကဲ့ဆရာဖိုးရွှေကလက်နက်ဖက်ကိုနောက်ပစ်ကာကိုကိုရွရွပြော၏မမရောက်လာလျင်သူ့ဆရာလည်းမရ၏ပြဿနာမှာပြည်လေသွားနိုင်ွယ်ရှိသည်ထင်ရသည်သည်မမတယောက်ထဲလက်ဆရာမင်းကြီးပါပါဦးမလားကျင်းနေနေမှာတော့သူတယောက်ထဲလာမယ်လို့ဆိုတာပဲ မင်းမမကြီးစီကိုသွားပြီးအခန်းတခန်းပြင်ထားဖို့ပြောကြည့်မမကြီးခုရှိကအာအာတင်တယ်လို့ပြောလိုက်ပြီးမှအချိန်သက်ကဆက်မပြောပဲရက်နေ၏ရော့ရော့ဒီနေ့ဇာရက်ကိုလည်းယူသွားပြီးပြလိုက်သူရှင်းခိုင်းနဲ့အခန်းကိုရှင်းပေးလိုက်မင်းတယောက်တည်းမနိုင်ရင်အေးရှင်တို့လင်မယားကိုခေါ် ဖူးရှိသည်ကြီးနှဲစာရွက်ကိုကန်၍အပေါ်တက်သို့တက်သွားသည်။မမောင်လက်မှာပရင်ပေါက်တွင်စီကရက်ကိုဖွာလျက်ချင်ရခဲ့သည်။ခဏကြာလျင်ကြီးနှဲစာရွက်ကိုကန်လျက်ဖူးရှိဆင်းလာသည်။မမကြီးကသူတက်မင်းသူတက်မင်းကတော်တို့အိမ်အလေသွားမလို့တဲ့ဆရာဘာသာစီစဉ်ဖို့ဖူးရှိသည်ရှေ့ဆက်မပြောရဲပဲစကားကိုရထားလိုက်သည်။သူ့ကောင်းကိုအောက်တုံးငုံဆိုင်၍ထား၏။ဒါပြင်အပေါ်တက်ကအခန်းတစ်ခန်းကိုရှင်းထားလိုက်။အော်ဖူးရှိငါရီချိုးကျင်တယ်။ ဖူးရှိကမျက်နှာတုပ်ပေါ်ဟာဆက်ပြကွက်စတီတို့ကိုအစင်သင့်ပြင်ပေးလျင်မောင်မောင်လက်တီအောက်ထရေချူကန်တို့ဝင်လာခဲ့သည်ရေချူကန်နိုင်ငံကိုပြောင်းလဲသောကျွေရီတုပ်အီတလီယန်ကျောက်ပြားများစီ၍ထားပြီးကျွေစလုံးထက်တွင်မှတစ်ချက်ချိတ်ဆွဲထားသည်ခက်လန်လန်ကကျွေအင်းကျွေအင်းတုံကြီးတဲတွင်မူဖူးရှိအစင်သင့်ဖွင့်ထားခဲ့တယ်ဖူးရှိအစင်သင့်ဖွင့်ပေးထားခဲ့သောကြောင့်ရေးမှာပြည့်ချင်နေသည်မောင်မောင်လက်တီ ဝမ်မင်ပြီးတောင်ကိုယူ၍မုတ်ဆိတ်ရည်ရန်ဆက်ပြခွက်ဖြင့်ပုတ်တိုက်ပြီးမုတ်ဆိတ်ရည်နေသည်မန်ထဲမှသူ့မျက်လုံးများသည်သူ့ကိုမေးခွန်းထုတ်နေသည်ဟုထင်ရသည် သူ့အပြစ်ကိုသူတစ်ဖြည်းဖြည်းသဘောပေါက်လာသည်တို့ရာတွင်ခင်ကြီးမှစိတ်ဆက်သူဖြစ်သည်စိတ်ဆိုးမိလျင်တတော်နှင့်မပြေတတ်သောမိမတစ်ယောက်ဖြစ်သည်ခင်ကြီးကခွင်းလွန်အောင်ဘလို့တောင်းမယ်ရမည်ကိုစဉ်းစား၍မရမရအောင်ဖြစ်နေပေမည်သည်မုတ်ဆိတ်ရည်ပြီးသောတစ်ဖြည်းသူ့ဘာပြင်းနှင့်မင်းပြားမှစိတ်ပက်ပန့်ဖြစ်နေသည် မမလည်းဒီချောပြောင်နေသောပားပြင်းနှင့်မိဖုရားကိုလက်ဖွားပြင်းပုတ်တိုက်ဆန်တက်ပြီး၍ပြောင်လဲနေပြီဟုစိတ်ချရတော့မှကျွေးစလုံးကြီးတဲ့တို့စင်၍ရေကိုစိန်နေလိုက်သည်ရေချိုးခဲနှင့်မှထက်လာတော့အခါကိုရွှေဒီသူ့ဝိစာများကိုအသိဉာဏ်လာပြီဖြစ်၏။မောင်မောင်လက်သည်တိုက်အောက်ထဲဧကန်ထဲမှာပင်ဝိစာများကိုလဲလိုက်သည်။ယုံကြည်ပြီးနေပြီဖြစ်၍ယုံကြည်နီးပြီဖြစ်၍စာချင်းကိုအစဉ်အသိလှုပ်ထားရင်နှင့် ကားထုတ်ထားရန်ဟုကားထုတ်ထားရန်တို့ကိုဖိုးရွှေအားတစက်တဲခိုင်းပြီးသူကိုယ်တိုင်ကမူရှက်အင်းကြီးတကယ်လက်ပေါင်းမီမီကိုရာကုတ်အင်းကြီးမီကိုရောင်တို့ကိုဝယ်လိုက်ပြီးလဲစည်းကိုစီးနေသည်အဝေစားဝတ်ဆင်ပြီးနောက်အခက်သမင်းစားခဲနေတို့ဝင်လာခဲ့သည်သမင်းစားခဲနေတွင်ခီကိုလည်းမတွေးရသမီးနှစ်ယောက်ကိုလည်းမတွေးရပြီခါတိုင်းဆိုလျင်နက်နက်ကော်ဖီတောက်ချိန်သမင်းစားချိန်ဆိုလျင်သမင်းစားခဲနေကတားမိတားဖတရွေတတိုက်တဝန်းကြီးရှိကြစမျိုးဖြစ်၏ မန်ဘီယိုဘော်တွင် စင်စယ်ခွေရည်တင်ထားသည့်မောင်ကလေးကိုစေကန်တယောက်ကတီးလိုက်သည်နှင့်မောင်မောင်လက်ခင်ဟင်ရည်နှင့်ကလေးတွေကိုစာတင်ပေးတော့ဆရာမလေးနှင့်တကွကလေးများပါရောက်လာကြကဇပွဲတွင်ဝိုင်းထိုင်လေးရှိကြသည်ယခုတော့ဘသူမှမရှိပဲမမောင်လက်တယောက်တည်းဟာ၍နေသည်မမောင်လက်သည် ဟာလာဟင်းလင်းဖြစ်နေသော ထမင်းစားကန်းကြီးကိုမြင်လိုက်ရတဲ့ဖြင့်ရင်ထဲမှာဟာသွားတယ်လို့တော့ရှိသေးသည်ခင်ကြီးသည်သူနှစ်မတွေ့အောင်တမင်ရှောင်နေခြင်းဖြစ်ကြောင်းသိတဲ့ဖြင့်စိတ်ပြေနေရာကဘောဓာထောင်ခွန်းနဲ့ထွက်လာကဇပွဲတွင်ဝင်ထိုင်လိုက်သည်ဇပွဲပေါ်ကကော်ဖီကရာလဖဲရေပကံပေါမုတ်လွာများထည့်ထားသောပကံခေါ်ဘဲထဲသည့်ငွေဧဓာနိခရင်အစုံမကြက်တကြက်ကြော်ထားသောကျဲဥကြော်လေးလုံးတေတော်ဒီနဲ့ငပြိုးဒီလေးလုံးထည့်ထားသည့်ဗေကံပြားများကိုတွေ့ရသည်မောင်မောင်လက်သည့် ိတ်ထဲမှာဟာတတာရှိခြင်းနဲ့ရုံးစာချင်းနဲ့သူ့အတွက်ရောက်နေသောအစာများကိုဖူးရွှေအားယူခိုင်းလိုက်ပြီးကော်ဖီတောက်ရင်ဖက်နေသည်စာသားကမှမရယာမဆန်ဆက်ပိုင်းတဦးထံမှစာဖြစ်သည် ထိုစာမှာခင်ရီဘက်မှအမွေရသောမတရားတဝိုင်းမှလည်းများကို သူ့အားရောင်းပါရန်ရေးလိုက်သောစာဖြစ်၏ခင်ရီသည်မရယာဘက်တွင်လင်းမီဧက900လောက်ကို အမွေများရလိုက်လေသည်တို့ရတွင်အစိုးရ၏လေယာမီပြည်သူပိုင်းပြုလို့ရေးဥပဒေကြောင့်၎င်း ဗဘုံများကြောင့်လည်းကောင်းတိစားကမရတာကြာလာပြီဖြစ်၏သူတို့ကိုယ်တိုင်ကလည်းခိပညာတတ်များအဖြစ်ကြီးပြင်းလာကြပြီးအစိုးရအရာရှိကြီးများဖြစ်နေပြီးရာလယ်မြေကိစ္စကို ရောင်းပစ်ခြင်းတီမှာကြာပြီဖြစ်၏တို့ရတွင်ပြည်သူစစ်ကြီးနှင့်အစိုးရ၏လေယာမြေပြည်သူပိုင်ပြုလို့ရဥပဒေကြောင့်ဝေသူမရှိခဲ့ပဲဒီတိုင်းဖြစ်နေပြစ်ထားခဲ့ရသည် ယခုမေဒီယာဆန်ဆက်ပိုင်ရှင်ကလေယာမီကားကိုလေယာမီများကိုဝယ်ရင်စကားကမ်းလန်းလာဒီကိုတွေ့ရတော့အခါအံ့အားတင့်နေပေသည်ယခုလိုမြေရှင်အများပြမြေယာကိုစွန့်ပစ်နေရသောအချိန်တွင်ဗာစိတ်ကူးနှင့်ဝယ်ဒီကိုစဉ်းစားမရအောင်ဖြစ်နေသည်ဥမောင်လက်မှာအစိုးရရရှိရေးဖြစ်တဲ့အပြင်လေများကိုဂယုဆိုင်ချိန်မရဟုသိရသည့်အတွက်ယခုကဲတို့ကမ်းလန်းခြင်းဖြစ်ပါသည်ယခုကဲတို့တိစားကမရပဲစွန့်ပစ်ထားသည့်အတူတူတင့်လျော်သောနှုံရလျင် ရောင်းလိမ့်မည်ဟုပြောလင့်ပါသည် အကယ်၍ရောင်းမိဆိုပါက စကားပြောဆိုရင်ကျွန်တော်မန္တလေးတို့ဆင်လာပါမည်။မောင်မောင်လက်သည်စာကိုတေးချစွာဖတ်နေ၏။လေများကိုဈေးချောင်နှင့်ရားလိမ့်မည်အထင်ဖြင့်ရေးလိုက်တော်စာဖြစ်၏။အမန်ကတော့မောင်မောင်လက်တို့ကမေဒီယာတဝိုက်မှလေမီများကို ရောင်းချင်နေသည်မှကြားပြီးဖြစ်၏။သူတို့စိတ်ကူးမှမေဒီယာဘက်မှလေကို အစိုးရကကုမ္ပဏီပိုင်းပြည်သူပိုင်းမသိမီအလင်းအမြန်ရောင်းချပစ်လိုက်ကခင်ကြီးအမိဖြင့်ညီမတရီစုပေါင်းက contract လုပ်ငန်းကြီးတစ်ခုလုပ်လို့သည် ို့ပေမဲ့သွင်းကုန်လုပ်ငန်းကြီးတစ်ခုလုပ်လို့သို့မဟုတ်သွင်းကုန်လုပ်ငန်းကြီးတစ်ခုလုပ်လို့သည်သို့မဟုတ်ခီဤဖခင်လုပ်နေသောမော့ပလင်ဘက်မှကွာရီထဲတွင်ရှယ်ယာထည့်လို့သည်တို့ရာတွင်ယခုလလောဆဲအချိန်၌မမောင်လက်နှင့်ခီဤတို့စိတ်ဆုံးမပြီးပြန်ပေါင်းမထုတ်သေးသည်များတော့ဒီအကြောင်းကိုစဉ်းစားနိုင်မည်မဟုတ်သေးပေဒီစာကိုပြရခီယီနှင့်စိစက်ရေးစကားပြောကြလျင်လဲ ဒီယုံမြင်၍ဒီချုံထွင်သည်ဟုအထင်ရောက်ခရမည်ဆို၍ဆိုရင်နေရသည်ထို့ကြောင့်ဒီကိစ္စကိုစေကူးတဲ့မထဲနိုင်သေးပဲဘေးဖယ်ထားလိုက်ရသည်စာရီကိုဖက်ပြီးနောက်စာချင်းတဲ့ကယုံစာရီကိုကောက်ဖက်လိုက်သည်စာသားဆောင်မှာမြို့နယ်တစ်ခုမှတောင်းသူလေလမအဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်တစုကရေသမားများအထုတ်ပေးသည့်အမရောငွေကြီးများကိုဖျက်ထားသည့်အစီအငယ်စားတစ်စောင်ဖြစ်သည်နောက်တစ်စောင်မှာပသိမ်ကြီးမန္တလေး ပြီးတော့သားလန်ဖောက်လို့ရင်းနဲ့ပြီးတော့သားအကြောင်းများဆောက်လို့ရည်အတွက်တင်သွင်းသောလျှောက်လွားဖြစ်သည်။မောင်မောင်လက်သည်သားများကိုအောင်မမဲ့ချက်များရေးကာကော်ဖီကိုဆက်၍တောက်နေသည်။ကော်ဖီတောက်ရင်လက်ဝဲသတင်းစာတစ်စောင်ကိုဖတ်နေသည်။သတင်းစာကောင်းကြီးပိုင်းက New Atlee စာချုပ်တွင်စီးပွားရေးမလွတ်မလွတ်လပ်မှုများပါဝင်ကြောင်း ECABC ECABCA နှင့် ကိုလံဘိုစီမံကိန်းများသည်အမေရိကန်နှင့်ဗြိတိရှားတို့ကစီးပွားရေးနယ်ပယ်များကိုလက်ဝဲကြီးအုပ်ထားရေးနေအတွက်လမ်းဝင်ပေးသောစာချုပ်များစီမံကိန်းများသာဖြစ်သောနိုင်ငံခြားကုတန်းရောင်းဝယ်ရေးတွင်ဗြိတိရှားဗျံများကလက်ဝဲကြီးအုပ်ထားတဲ့ဖြင့်တိုင်းရင်းသားအရေးရှင်တို့ပြက်ပြားလာရကြောင်းဗြိတိရှားဗျံများကြောင့်မြမငွေကြေးစနစ်တွင်ဗြိတိရှားနှင့်အမေရိကန်တို့၏လက်ဝဲကြီးအုပ်ထားသောလုပ်ငန်းများကိုတားဆီးရန်အတွက်အမျိုးသားညီညွတ်ရေးလိုကြောင်းအမျိုးသားညီညွတ်ရေးရရှိရန်ပြည်တွင်းစစ်ကိုစီစဉ် စည်းဆက်ဆွေးနွေးသည့်နည်းဖြင့်ရက်စဲမှသာဖြစ်နိုင်ကြောင်းစသည့်ဖြင့်ရှီလျားစွာဝေဖန်ကအစိုးရအားပြင်းထန်စွာတိုက်ခိုက်ထားလေသည်မမောင်လက်တွင်နိုင်ငံရေးယုံကြည်ချက်မရှိပေမြစ်ဒီနိုင်ငံရေးပါတီတစ်ခုဘက်ကမှလည်းတိမ့်ပိုင်တဲ့မရှိပေ သူသည်လာခတထောင်ကျော်ရသောအုပ်ချုပ်ရေးအရာရှိကြီးတဦးသာဖြစ်၏ထို့ကြောင့်နိုင်ငံရေးဝါဒများကိုလေးလေးလေးနက်မစင်စားခဲ့ခြင်းဖြစ်၏သူယူဆ၌ဘယ်အစိုးရကတက်တဲ့အစိုးရအရာရှိတဦးသည်အစိုးရ၏ဝါဒအတိုင်းလုံဆောင်ရမည်သာဖြစ်လေသည်ဒုရတဲ့မဖုံးမကွယ်ပဲဆိုရသော အာနာယဖဆာပါလအစိုးရ၏ပါတီဘက်သို့အနှင်းငယ်တော်တင်ညွတ်ပေသည်သူတင်ညွတ်ရတွင်လည်းမောင်မောင်လက်မှာနိုင်ငံရေးအယူဝါဒကြောင့်တင်ညွတ်ရခြင်းမဟုတ်ပဲသူဘဝအခြေအနေကြောင့်တင်ညွတ်ရခြင်းသာဖြစ်သည် သူသည်1950ပြည်နှစ်တွင်ဝိဇာဝဲကိုရရှိခဲ့ပြီးမြန်မာနိုင်ငံဝန်ထမ်းအကြီးဆုံးအကြီးဆက်မွေးပွဲကိုပထမအထုပ်တွင်အောင်မြင်ခဲ့ကအလုတ်တင်မှနေပိုင်းအဖြစ်အစဉ်ဆက်ဆောင်ရွက်ခဲ့ပြီးနောက်အနည်းအနည်းငယ်အတွင်းမှာပင်ခရိုင်တွင်အကြီးဆုံးသောအုပ်ချုပ်ရေးရရှိကြီးတအူးအဖြစ်သို့ရောက်ရှိလာခဲ့သည်ယင်းတို့ထိတ်တန့်အရာရှိကြီးဘဝသို့ လင်းမြန်စွာရောက်ရှိခဲ့ခြင်းမှာအာဏာရပါတီကောင်းဆောင်အချို့ဤထောက်ခံကြောင်းသာထောက်ခံကျဲကြောင်းသာ ဖြစ်ပေရာအရေးကြုံလာတော့အခါမောင်မောင်လက်သည်အစိုးရရရှိတဲ့ဦးဘက်မလိုက်ပဲဆောင်ရွက်ရမည်ဖြစ်တော်လဲအာဏာရပါတီဘက်သို့တင်းညွတ်မိပြီသားဖြစ်နေပေသည်မောင်မောင်လက်သည်တရင်စာကောင်းကြီးကိုဖက်ပြီးနောက်တစ်ခွက်တရင်စာကောင်းကြီးကိုဖက်ပြီးနောက်တစ်ခွက်တောက်ရန်ကော်ပီကရကိုငဲလိုက်သည်အေဂဘက်စီမှတမိအကြီးချူချူနဲ့တားငယ်မှုမှုဤ အတန်ကိုကြားရလေသည်ဟဲမုံမူကကောင်းဦးဟဲနင်ကရထားကိုမိုင်းပုံးခဏခဏထောင်ထားရတယ်ဟဲချူချူဤအတန်ဖြစ်ဤမောင်မောင်လက်တီမျိုးလုံးပြုတ်ကထမင်းစားကန်းထဲမှထွက်၍သူတို့ကိုလမ်းခေါ်လိုက်သည် ကလေးနှစ်ယောက်မှာတန်ပတ်နှစ်သွားတော့မိရထားလေးဖြစ်ကစားနေကြဤအင်းကလေးတွေကလည်းကြကြံပပန်ဆော့ကုန်ကြပြီဘာမှအထင်ကုန်မရှိတော့မောင်မောင်လက်ကစိတ်ထဲမှညဉ်ညူလိုက်လေသည်ကလေးနှစ်ယောက်တီသူတို့ဖေဖေခေါ်တန်ကြောက်ပြေးလာကြသည်မိမိက မမောင်လက်ကတားငယ်ကိုပွေ့ချီလိုက်ပြီးသမီးကိုလက်ဆွဲကထမင်းစားကန်းလေးတို့လဲဝင်ရင်းမေးလိုက်သည်မမေးကအိတ်နေတယ်ချူချူကဖြေ၏ညကကကောင်မအိပ်ပျော်ရဲ့လားဟုစိတ်ထဲတွင်ထင်ကနေဖြစ်သွား၏မမီနေကောင်းရဲ့လားသမီးချူချူသည်ပပေနှင့်မမီရဲ့ဖြစ်ကြသည်ကိုသိပြီးဖြစ်၏သူ့ပပေနှင့်မမီစကားမပြောကြသည်ကိုလည်းသိပြီးဖြစ်၏ထို့ကြောင့်သူ့ပပေကိုကြည့်ပြီးမမီကနေမကောင်းဘူးတဲ့သမီးတို့ကိုလည်းစာကြက်ရမယ်လို့မခိုင်းတော့ဘူးတိချာလည်းမရှိတော့ဘူး မမီကကိုဘအောင်ကိုကောင်းမောင်းပို့ခိုင်းပြီးမမီတို့မမီကြီးတို့အိမ်သွားကြတဲ့ကဲကဲဒါပြင်သွားကြသမီးတို့ကိုပို့ပြီးပြန်လာတော့မှဖိဖိယုံသွားမယ်ဩချူချူရေခဏမမောင်လက်ဒီမမ်ဘီယိုဘကချောကလက်တထုပ်ကိုယူ၍ပေးလိုက်သည်ချောကလက်ထုပ်မှာရံဖြစ်တိနေကလေးကကလေးတွေဖို့ဝယ်ခဲ့ခြင်းဖြစ်တော်လဲမိရေမပြေးပြေးပဲယခုတိုင်ရှိနေခြင်းဖြစ်၏ဆရာဧည့်သည်လာတယ် ဟူးရှီကအခန်းဝတင်လာရွက်ရည်ပြောလိုက်သည်ဘေးကအိတ်တယ်လဲကွာယုံကိစ္စဆိုရင်ယုံကိုလွတ်ပါဘယ်နှခါပြောရမလဲဖုန်ကြီးနှပါပါဆရာအကျိုးဆောင်တန်ခါအဖွဲကားတဲ့ပထမပထမပြန်ဆောင်မွေးပွဲဝေးကုန်းပေါက်တာနဲ့ပတ်သက်လို့ရှောက်လာတင်ခြင်းလို့တဲ့သွားသွားခဏောက်ဆောက်ပါလို့ပြောတိုင်းရှိမှကလေးတွေကိုပို့ပြီးပြန်လာတော့ကားဆိုင်တန်ကိုကြာရလိသည်မမောင်လက်သည်အိတ်ထဲတွင်စီကရက်ဘူးမိကျစားသည့်အတုံးဆောင်တွေပါမှာ ပါမပါဆန်းလိုက်ပြီးဘာများမိတယ်ပါလေဟုစဉ်းစားလိုက်သည်ဘာမှမမေ့အလုံးအစုံလင်ပင်ရှိသည်ဧကန်နမထွက်ပြီးအပြုတွင်ခင်ရီနှင့်ရံဖြစ်သည့်ကိစ္စကိုအမတ်ရလာပြန်သည်ခင်ရီကိုသွားပြီးချုံမွေရကောင်းပလားဟုစဉ်းစားမိပြန်သည်သူကမာလင်ကိုကလည်းတင်းပြီဆိုတော့မာနာစိတ်ကလေးကတလူလူကောင်းပြူလာပြန်သည်တို့ရတွင်ကိုကအမားကိုကျူးလွန်ထားသူဖြစ်တဲ့ဖြစ်အပြည့်ပြည့်နဲ့နှာခေါင်းထွက်ကြပြီဆိုလျင်ကိုတောင်ဝင်ဖြစ်နေမလားဟုစိုးရင်လာသည်နောက်ပြီး သူလိုထိတ်သည့်အရာရှိကြီးတယောက်ဤအိမ်တော်ကြီးပြိုကွဲသွားလင်းဆိုလင်းအတိုင်းအဝိုင်းတွင်အမဲဆက်ကြီးတစ်ဆက်အဖြစ်ထင်ကြံရဲခဲ့မယ်ကိုလည်းစိုးရင်လာသည်မောင်မောင်လက်သည်ဗဇက်ထဲတွင် ခဲထားတော့စီရက်ကိုနဖာခွန့်ဆက်တိုက်ဖွာရှိုက်ပြီးဇွဲဘော်ကကမကနုကမပြာခွက်ထဲသို့ထိုးချီကပေါ်တဲ့အိတ်ခမ်းတို့ဝင်ခဲ့လေသည်အပိုင်းနှင့်ဆက်ရန်